မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိတော်နေသည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြားတန်တော်ပါမှအခန္ဓာစိတ်ဝိညာဉ်မစားခြင်းအမျိုးမျိုးကိုခံစားရပါပြီအကြောင်းလဲဆုတောင်းပေးပါတယ်ကျေးဇူးတော်ကြောင့်ဒီမနက်မှာကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ကျင်ဖို့ပြားခင်ပြင်ဆင်ပေးတဲ့အတွက်ကောရင်သူဩဝါဒစာပထမဆုံးအခန်းကြီး3အပိုက်ငယ်1ကိုဆင်ကျင်ဖို့ပြင်ဆင်ထားပါတယ်ညီကိုတို့အထက်ကငါသည်ဝိညာဉ်လူတို့အားဟောပြောတကယ်တော့တင်တို့အားဟောပြောရသောအခွင့်မရှိပဲ ဇာတိပကတိလူတို့အား၎င်းခရစ်တော်၌သူငယ်ကလေးတို့အား၎င်းဟောပြောတကယ်သို့ဟောပြောရ၏ဒီနှုတ်ကပတ်တော်ကိုကြည့်တဲ့အခါမှာရှင်ပေါလုပြောတဲ့စကားလေးကိုသဘောကျမိပါတယ်။ "तू တရားဟောတာပဲဖြစ်ဖြစ် तू ဒီစာကိုရေးတဲ့အခါမှာပဲဖြစ်ဖြစ်ဖတ်ရှုရမယ်။ကောရင်သူအသင်းသူအသင်းသားယုံကြည်သူတွေကဘလို့အခြေအနေမျိုးဝိညာဉ်ရေးရာရှိတယ်လဲဆိုတာကိုဖော်ပြထားတာတွေ့ရပါတယ်။ င်တို့ကဇာတိလူတွေဖြစ်တယ်။သင်တို့ဟာဝိညာဉ်ရေးရာမှာကလေးလိုပဲဖြစ်တယ်ဆိုပြီးတော့မှပြောပါတယ်။ငါကဝိညာဉ်လူတွေကိုပြောတယ်လို့မျိုးပြောချင်ပေမဲ့အဲ့လိုပြောလို့မရဘူးဆိုပြီးတော့မှလည်းဖော်ပြတာကိုတွေ့ရပါတယ်။တကယ်ကိုအံ့ဩစရာကောင်းပါတယ်။ချစ်တော်မိဘညီကိုမောင်တို့ကျွန်တော်တို့ကနှုတ်ကပတ်တော်ကိုနားထောင်တဲ့အခါမှာရင့်ချက်တဲ့လူတယောက်ဒါမှမဟုတ်ရင်လည်း ဝိညာဉ်လူတယောက်လိုမျိုးနှုတ်ကပတ်တော်ကိုနားထောင်တာလားဒါမှမဟုတ်ရင်လေခလေးတယောက်လိုမျိုးဇာတိအားကြီးတဲ့သူတယောက်လိုမျိုးနားထောင်တာလားဆိုတာကိုကြွက်ကြွက်ပြပြသိဖို့လိုပါတယ်အသိန်းတော်မှာပါဝင်နေတာဒီလောက်ကြာလာပြီအသိန်းတော်မှာလူကြီးအရာတော်ဖြစ်နေပြီကျွန်တော်ရဲ့အသက်တာခံယူချက်တွေကဝိညာဉ်လူလိုမျိုးမခံယူဘဲနဲ့ခရစ်တော်၌ကလေးလိုမျိုး ဇာတိလူလိုမျိုးဖြစ်နေတယ်ဆိုရင်တော့ဝမ်းနည်းစရာကောင်းပါတယ်ဇာတိလူတွေကဂုံပြိုင်နေရန်တွေ့တယ်အချင်းချင်းကွဲပြားတယ်ဒီသဘောတွေရှိပါတယ်လောကီထုံးစံအတိုင်းပဲကြင့်ကြံတယ်အပြင်မှာလောကသားတွေပြုတ်တလို့ပဲအသိန်းတော်မှာလည်းဒီလိုပုံစံတွေပဲလာလို့တယ်ပြီးရင် သူတပည့်ငါတပည့်ဆိုတဲ့ဇကားတွေပြောကြတယ်ပြီးရင်ကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုလည်းခရစ်တော်ရဲ့ဗိမာန်တော်ဖြစ်တယ်ဆိုတာကို မိလျော့ပြီးဒူးစရိုက် ပြူကြတယ်ဒီလိုမျိုးအသက်ရှင်နေကြတဲ့သူတွေကို ကျွန်တော်တို့ကဝိညာဉ်လူတယောက်လိုသဘောထားပြီးတော့တုံတင်လို့မရဘူးလို့ရှင်ဘောလူကဒီလိုပဲဆိုလိုတာတွေ့ရပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့အသက်တာမှာဇာတိသဘောတွေကိုဖယ်ရှားမှဝိညာဉ်ရေးရာမှာ ရင့်ကျက်တဲ့သူတယောက်လိုဖြစ်လာမှကြေခဲသော အစာဖြစ်တဲ့ဝိညာဉ်စကားတွေကို နားလည်နိုင်မှာဖြစ်တဲ့ဝိညာဉ်လူကဲ့သို့ တမာတရားတွေကိုနားထောင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဝိညာဉ်ရေးရာမှာလဲအစာကအမျိုးမျိုးရှိပါတယ်။ကြေကဲသောအစာရှိတယ်။ကြေလွယ်သောအစာရှိပါတယ်။ကျွန်တော်တို့ကဝိညာဉ်ရေးရာမှာညှို့နယ်သေးတယ်ဆိုရင်တော့ဝိညာဉ်ရေးရာအားပေးတဲ့စကားမျိုးတွေဘုရားသခင်အသက်ရှင်နေစုတောင်းရင်ပေးမယ်။မကြမ်းမာရင် စုတောင်းငွေလိုရင် စုတောင်းဒီလိုအားပေးတဲ့စကားတွေကိုပို့ကြိုက်ပါတယ်။ဒါပေမဲ့ရင့်ကျက်လာတဲ့အခါမှာ အဲ့လောက်နဲ့မကျေနပ်တော့ဘူး။သာဝရအရာကိုပဲမျောလင့်ခြင်းနဲ့တမလွန်မှာဖျားနှစ်သက်တဲ့အသက်တာနဲ့ဘလို့ကောင်းကြီးခံစားရမလဲ။သာဝရအတွက်ကောင်းကင်ဘန္နာကိုဘလို့ရှာဖွေရမလဲ။ဒါပဲစိတ်ဝင်စားတယ်။ဒါကြောင့်မလို့နုနယ်တဲ့သူတွေက မြေကြီးရာဇာတိအရာပဲအာယုံပြုတယ်။ရင်ကျက်တဲ့သူတွေကသာဝရအရာဝိညာဉ်ရေးရာကိုဦးစားပေးတယ်။အဲ့တော့တရားဒေသနာတစ်ခုကိုကြားတဲ့အခါမှာ ြေကြီးຢာတွေကိုပဲကျွန်တော်တို့ကို ဖော်ပြနေတယ်ဆိုရင်တော့အဲ့တရားကတရားနုဖြစ်ပါတယ်။သာဝရနဲ့ဆိုင်တဲ့အရာကို ပြောနေပြီဆိုရင်တော့ဒါဟာရင့်ကျက်တဲ့တရားဖြစ်ပါတယ်။တရားနုကိုကြားပြီးခွန်အားယူနေုံလောက်တဲ့အသက်ရှင်တော့ဝိညာဉ်ရေးရမှာကလေးဖြစ်တယ်ဇာတိလူဖြစ်တယ်။ရင့်ကျက်တဲ့သူတွေနားထောင်တဲ့သာဝရနဲ့ဆိုင်သော တရားကိုနားထောင်တတ်ပြီးဆိုရင်တော့ဒါဟာ ဝိညာဉ်ရေးရာမှာအဆင်မြင်ပြီလို့ပြောလို့ရပါတယ်။ဖျာရှင်ကောင်းကြီးပေးပါစေ။ဆုတောင်းကြပါစို့ကောင်းမြတ်တော်ဖျာ။ကိုရောကိုယေရှုတင်နေရင့်ကျက်တဲ့သူတွေနားထောင်တဲ့တရားမျိုးကိုနားထောင်တတ်ဖို့နားလည်နိုင်ဖို့မာစာပါ။ဇာတိတဘောများကိုဖယ်ရှားပြီးဝိညာဉ်ရေးရာမှာရင့်ကျက်စေဖို့ကိုရောရှင်ဖျာကောင်းကြီးပေးပါ။ဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲကိုရောရဲ့လက်တော်ရှိပြီးတော့မှဝိညာဉ်ရေးရာရင့်ကျက်တော်သူများဖြစ်စေပါ။ ကြေခဲ့သောအစာကိုစားနိုင်သူများဖြစ်စေပါဒေနီတာလုံးလက်ဝဲအနန္နဲ့ကိုရှင်ကောင်းကြီးပေးပါမိအကြောင်းယေရှုနာမ၌ဆုတောင်းအနံပါ၏အာမင်